ဒါကြောင့်တခင်ယုံရဲ့လားဆိုတဲ့အပိုင်းကဒီနေရာရောက်မှတန်ဖိုးရှိတာပြိဿရဲ့တန်ခါကိုဒုပြိဿညုံသားမယုံဘူးလေညုံပါပါဘုရားတခင်နော်တန်ခါကိုယုံတယ်ကဲတန်ခါကိုဘယ်လိုယုံလဲသာသနာလုပ်တယ်လုပ်နေတယ်သာသနာလုပ်တယ်လုပ်နေတယ်ကဲတန်ခါကိုဒုပြိဿညုံလားမယုံဘူးညုံပါပါဘုရားဘယ်လိုယုံလဲစဉ်းစားနော် ။တန်ခါကိုဘယ်လိုယုံလဲဆိုတာမသိတဲ့အတွက်ကြောင့်ဘယ်လိုမှမမသိတဲ့အမှားကြီးတွေဆက်တိုက်ကြားမနေရဘူးလား။အဲ့ဒါပဲလေပြိဿရေ။တန်ခါကိုယုံကြည်တယ်ဆိုတာဘယ်လိုယုံကြည်မှန်းကိုယ်တိုင်မသိကြဘူး။ဒီတော့တန်ခါနဲ့ပတ်သက်လာတဲ့အခါကျတော့မကြတဲ့လားကြီးကြားလာပြီ။ကျွတ်တော့ဘုရားကပြိတ္တရေဘလောက်ပဲတကိုးကြီးတယ်ပြောပြောအိမ်မောကဘုရားနဲ့ခင်ဗျားတို့နဲ့ရံဖြစ်ဘူးလားဖြစ်ပါဘူး။အားရတော့မဖြစ်ဘူး။ ခမရတို့ဘာသာဘုရားကိုမကျင့်တဲ့လို့ပြောကြတယ်ပြောဘုရားပြန်ပြောတယ်ဘုရားကိုမကျင့်တဲ့လို့ပန်းမကက်ကရေမကက်ကဘုရားစိတ်ဆိုးတယ်အားမောင်းပြီပြောဘုရားနဲ့ခမရတို့ရံမဖြစ်ဘူးငဲဒါဆိုရင်ဒီပြိဿရဲ့အိမ်မှာရှိနေတဲ့ဖွင့်နေတဲ့တရားတွေနဲ့အခုနာနေတဲ့တရားတွေတရားနဲ့ခမရတို့နဲ့ရံဖြစ်ဘူးလားဖြစ်ပါဘူးအပြစ်လို့လဲ ။ဘုရားနာရင်နာမနာရင်ဒီနာရတာမှပြည့်တဲ့စုံဘဘောင်းရလားမလားအေးရလားမပြက်လက်လားဘာမှပြူတရားမှမပြောဟုတ်လား။ငါတရားတရားနာမယ်ဆိုရင်ဘောင်းရမရဘူးပြက်လက်မရဘူးဒီချာတိုင်းမိနာလို့စည်းကမ်းရှိတယ်။မရှိတဲ့အခါကျတော့တရားနဲ့ရောခင်ဗျားတို့ရံပြည့်စရာရှိတယ်။ရှိပါဘူး။ကဲတန်ခါနဲ့ကြတော့ တန်ခါဆိုတာပြိဿယပုထုဇဉ်လူသားတွေကနေမှာဒူတွေကနေထွက်လူနဲ့မတူတဲ့အဝတ်သင်္ကန်းကိုဆင်းမြန်းတယ်လူနဲ့မတူတဲ့အသွင်ကိုဖန်တီးလိုက်တယ်လူနဲ့မတူတဲ့အကျင့်သီလကိုဆောင်လိုက်တဲ့အတွက်ကြောင့်တန်ခါလို့ခေါ်တာဒါကြောင့်တန်ခါကို သမုတ္တိတန်ခါလို့ဒီလိုပြောတာ ။ဘာပြောလဲ။သမုဒိတံဃာဆိုပြီးကရင်လူတွေကြားထဲကနေပြီးတော့ထွက်လာတဲ့သမုဒိတံဃာသမုဒ္ဒါတဲ့တံဃာဆိုပေမဲ့လို့လူနဲ့တူရဲ့။တူပါဘူး။ကုတ္တရဘုန်းကြီးနဲ့လူနဲ့တူတာရှိတာ။ရှိပါဘူး။ အဟုတ်တူသလားဟုတ်ပါဘူးခွန်ကြီးပြိတ္တေဘယ်သာဘုသူသားပဲဖြစ်ဖြစ်ဟိုအမြင့်ဆုံးကနေအောင်ဆုံးဆင်းရဲသားဘုသူသားပဲဖြစ်ဖြစ်ခွန်ကြီးဘဝရောက်လာပြီဆိုရင်ဟာဒီသင်္ကန်းရင်းသေးတယ်ထူတယ်ဟာပိတ်နေတယ်မဝတ်ချင်ဘူးဆိုပြီးနေလို့ရမလားမရဘူးပြိတ္တေသူကသူဘာပဲဝတ်လာဝတ်လာခွန်ကြီးဘဝရောက်ရင်ဒါပဲဝတ်မယ်ဟုတ်လားဒီကောင်းမှာစပယ်လေးအမလေးခုမှတွန့်ထားတာမလေးခုမှပြောင်းထားတာမရိတ်ချင်သေးဘူးနေလို့ရမလားမရဘူးပြိတ္တေကတော့ပြောင်းတော့လာမယ်ပြီးတော့ရက်စွာဘုရားမတူအောင်ဘလောက်ထားဘလောက်တောင်ထားခဲ့လဲဆို တယ်ဝိဒ္ဓါရမှာပကုံးတစ်ဖက်ကတစ်ဖက်ပကုံးတစ်ဖက်ပေါ်ပြီးတစ်ဖက်ကိုဖုံးတာကသူများနဲ့တူတယ်မတူဘူးဗျာပြိဿိုင်ကြီးအသွင်အားဖြင့်အဲ့ဒီလိုမတူသလိုပဲအจิตသီလညာတော့တူရဲ့တူပါဗျာ လူဘာမနေရင်လူသီလနဲ့ငါးပါးလေးဝမြင်ရဆောက်ပြီးကျင့်သုံးရင်တောင်းကြည့်ပါလေယဟဘဝမှာနေလေယဟဘဝခံယူလိုက်ပြီးဆိုရင်၂၂၈သွယ်သိက္ခာဗုဒ္ဓတဘာမှကျွလို့ပေါလို့မရပါဘူးကဲ ကျင့်သီလရောတူရဲ့မတူဝေမဲလို့ပြိတ္တရဲ့လူသားတွေကနေဖြစ်သွားတဲ့ဘုန်းကြီးတွေဆိုတော့ပါဇက်ပါတော့စကားမများဘူးလားများပါဘူးလက်ပါတော့ထောင်တာတွေမြောက်တာတွေချတာတွေမလုပ်ဘူးလားများပါဘူးအဲအဲ့ဒါပဲပြိတ္တရဲ့လူသားတွေကထွက်လာတဲ့ဘုန်းကြီးတွေဖြစ်တဲ့အတွက်ကြောင့်အကျင့်မတူတာလည်းသိကြတယ် သီလမတူတာလည်းသိရတယ်အသွင်ပြင်းမတူတာလည်းသိရတယ်အဝတ်စားမတူတာလည်းသိကြတယ်တို့တော့ဟောဒီတန်ခါကလူနဲ့ဆက်ဆက်နေတဲ့အခါမှာပြိဿယေကာယကံမာတိလည်းဟောဒီတန်ခါဒီစီကဒုပြိဿတွေ့ရင်တွေ့မယ်ဝစီကံမကြမ်းဝမနာတာရိုင်းဆိုင်တဲ့စကားတွေနဲ့ကြားရင်ကြားရမယ်မကောင်းတဲ့အမူအရာကြီးတွေလည်းမြင်မြင်တွေ့ရမယ်မတွေ့နိုင်ဘူးလေတွေ့နိုင်ပါရဲ့ဒီတော့အလွန်နီးစပ်နေတဲ့ဒီတန်ခါ ဟာဘုရားပဲကိုယ်ကိုယ်တည်းမှာဘာတရားပဲကိုယ်ဝယ်တော့မယ်တန်ခါနဲ့ငါလည်းတော့မဖြစ်ပါဘူးလို့နေလိုက်မယ်ဆိုပြန်ရောပြိတ္တရေတန်ခါမရှိရင်သာသနာပြုစရာအလုပ်ကတော်တော်ပြောင်းမသွားဘူးပြောင်းသွားပါပြောင်းသွားတယ်ဒါကြောင့်မြတ်စွာဘုရားကသံဃောသောကိသမုပ္ပန်သောပုံညခေတ္တနုတ္တရံသာမယ က်တွေဟောဒီလောကကြီးထဲမှာထားခဲ့တယ်ဆိုတာတရားဓမ္မပေါင်းသူတော်ကောင်းတွေအတွက်မျိုးစေ့ကောင်းတွေကိုစိုက်ပျိုးကျဲချတဲ့လေယာဉ်ကြီးကောင်းကြီးလို့ကထားတော်မူခဲ့တာပါ ဘာနဲ့တူလဲလေယာမြီကောင်းပေါ်မှာမျိုးစေ့ကောင်းလေးစိုက်လိုက်အဲ့ဒီမျိုးစေ့ကောင်းလေးကအသီးကောင်းအပွင့်ကောင်းတွေမရဘူးလားမရပါဘူးအဲ့ဒီအသီးကောင်းအပွင့်ကောင်းတွေကစိုက်တဲ့လူစားရတာလားမစိုက်တဲ့လူစားစိုက်တဲ့လူစားအဲ့လိုပဲငါဘုရားရဲ့သားတော်သား ောရှင်မြတ်တည်သည်ငါဗျာရဲ့အစွန်မကိုခံယူကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်အလုံးတို့အတွက်ဌာနမျိုးစေ့တွေစိုက်ပြိုးတဲ့လေယာမြေကောင်းကြီးပါသီလမျိုးစေ့တွေစိုက်ပြိုးတဲ့လေယာမြေကောင်းကြီးပါဘာဝနာမျိုးစေ့တွေစိုက်ပြိုးတဲ့လေယာမြေကောင်းကြီးပါ ဆိုတာအလင်းရောင်ပဲလောကလူသားတွေကိုအလင်းရောင်ပေးနေတာတန်ခါဖြစ်ပါတယ်လို့မြတ်စွာဘုရားအဲ့ဒီလိုမိန့်ခဲ့တယ်။ဒါတော့တန်ခါဓမ္မလူလိုက်တဲ့ဌာနရဲ့ကောင်းကျိုးတန်ခါဓမ္မခံယူကျင့်သုံးလိုက်တဲ့သီလရဲ့ကောင်းကျိုးတန်ခါရဲ့အဓမ္မခံယူပြီးတော့ရှုပွားလိုက်တဲ့ဘာဝနာရဲ့ကောင်းကျိုးကြတော့ဘယ်သူခံစားရလဲ။ ကိုယ်တိုင်ပဲခံစားရလို့ဆိုပြိဿရေစိုက်တာဒုလေစားတော့ရောကိုပဲပြိဿရေဒီတော့တန်တာကိုအာယုပြုတ်ကြည်ညိုတဲ့အခါမှာပြိဿရေပုံကိုလျှော့ကြည့်ပါခုံကိုများများကြည့်ပါတန်ဃာကိုခုံမကြည့်တဲ့အခါကျတော့တာမန်ကိုလိုပဲသူလိုပဲလို့ထင်သွားတဲ့အခါတန်ဃာနဲ့ပြက်တနာတွေတက်လာပြီဆိုရင်အလျှော့ပေးရတာ ကျောင်းပြရတာကာယကံရင်းစင်လာပြီဆိုရင်လည်းကာယကံရင်းပြန်ပြီးတော့ဆောတတ်ပါလေဝစီကံရဲ့အကျဉ်းကြီးနဲ့ကိုယ်ကိုပြောနိုင်လေဝစီကံကျဉ်းကြီးနဲ့ပြန်ပြီးတော့ပြောတတ်တာပါလေဒါကြောင့်အင်္ဂါကိုဒုပရိသတ်ယုံတဲ့နေရာမှာတကယ်ယုံရဲ့လားဆိုတာကြတော့တော်တော်လေးကိုပြီးဖို့လိုအပ်လာတယ်အရေးမကြီးဘူးလားမကောင်းတဲ့အစင်သာကြီးတွေများတွင်သွားရင်ကျွတ်တို့ဗုဒ္ဓဘာသာကိုရှေ့ဆုံးက ကထမ်းရွက်ထိန်းနေတဲ့တန်ခါးဒီပေါ်မှာနောင်နာနောက်သားတွေအဲ့ဒီအမြင်မျိုးတွေမြင်သွားရင်ဘာသာသာသနာလူမျိုးအတွက်အန္တရာယ်မကြီးဘူးလားကြီးပါရဲ့ဗျာကြီးတယ်ပြိဿရေဒီမှာတော့ကမင်းကြီးနဲ့သူ့ရဲ့ဘူးကြီးမယားလေးတစ်ချိန်ကဖြစ်ခဲ့တဲ့ပြဿနာလေးတစ်ခုရှိတယ်ဒီမှာတော့ကမင်းကြီးဆိုတော့ဒုပရိသတ်တည်ပြီးသားဟုတ်လား အလုံးကျန်တဲ့နဲ့စန္ဒသောကဆိုရင်လူတွေကိုတက်လာတဲ့စန္ဒသောကဒီကျောတာသာမဏေကိုတွေ့ရကလည်းဘုရားဘာသာကိုတက်ဝင်ယုံကြည်ပြီးတော့ဘုရားရဲ့အစွမ်းမကိုခံယူတဲ့အချိန်ကစပြီးတော့သာသနာကိုကြီးညိုလိုက်တာတဲ့တန်ခါကိုဘုရားနေရာမှာတော့ထားပြီးတော့ကြီးညိုတဲ့သီရိဓမ္မသောကဟော ဖြစ်နန်းတော်တဲ့သံဃာတွေကြွလာတယ်ဘယ်သံဃာပဲကြွကြွကြီးကျယ်မြင့်မြတ်တဲ့နေရာမှာပြေးပြီးတော့ရှင်မယားကြွပါဗျာဆိုမြင့်မြတ်တဲ့နေရာမှာတရေသုံးခိုင်းပြီးတော့ဥတိုက်ပူဇော်တယ်။ဒီဥတိုက်ပူဇော်ပြီးတော့လုံလံလိုက်တဲ့အခါကျတော့အဲ့ဒီသံဃာထဲမှာအိန္ဒိယမှာဆိုတာပြိဿရဲ့ဇန်နိတ်ဇန်မြင့်ဆိုပြီးတော့ဒီလိုခွဲလာတယ်။ ဇန်နေကလာတဲ့သံဃာတွေလည်းပါတယ်ဇန်မြင့်ကလာတဲ့သံဃာတွေလည်းပါတယ်ပြီးတော့ဇန်မြင့်ကလာတဲ့သံဃာတွေဥတိုက်တဲ့အချိန်တော့ဘုရင်မရရည်ကဘောမြတ်ဝန်တာပဲသာဓုကိုကြည်နူးနေကြတယ်ဇန်နေကလာတဲ့သံဃာတွေလာပြီးတော့နောက်တော့လည်းကြွတဲ့အချိန်ဒီဓမ္မတော်ကမြင့်ဥတိုက်တဲ့အခါကျတော့ဟိုကအကုန်လုံးကဇန်မြင့်မျိုးနွယ်လေးဆိုတော့ဘုရင်မရရည်ကနှခမ်းလေးတော့ပြီးတော့ဟာတို့ဘယင်ကလည်းကွာ လာသမျှဇက်နေကိုတော်တွေလည်းအကုန်လုံးဥတိုက်နေတာတော့မဟုတ်သေးဘူးဒီနေ့ဇက်မြင့်ချင်းချင်းဥတိုက်ရင်တော်သေးတယ်ပြိဿရင်တန်ခါဖြစ်နေတာတော့သူတို့ကမြင့်တယ်မြတ်တယ်လို့ထင်မနေဘူးလားကဲအဲ့ဒီလိုပုံပေါ်နေကျွန်တော်ဘုရားဘာသာလောကမှာရောမပေါ်နိုင်ဘူးလားပေါ်နိုင်ပါတယ် သူကဆိုဘလောက်ဘာရင်ဝါရင်ရှိနေဒီကွာငါတက်တော့မကြည့်ဘူးနာမပြောနဲ့လောက်ချင်လုံးလို့ရတယ်ဆိုတာအတွေ့ရောမရှိနိုင်ဘူးလားရှိပါဘူးအေးအဲ့တော့သီးတမသောကမင်းကရှင်မင်းဖြစ်ပြီးတော့သူကဥတိုင်းနေတာအောက်ကမူကြီးမယားတင်တာပရိတတော်များများကအတင်းပြောနေတယ်ဟာတို့ရှင်မင်းဘာရင်ရှုပ်လို့နေတာခေါ်စနေကလာတဲ့ဘုန်းကြီးတွေလည်းဥချလို့ချကွာဆိုဒီလိုအပြစ်ပြောနေတာ ပြီးတော့ဘသူ့ကိုတောင်းအောင်ပေးနေဆိုရင်အဲ့ဒီမှာသူနဲ့အလွန်ရင်းနှီးတဲ့ပြောရေးဆိုခွင့်ရှိတဲ့အမတ်ကြီးကိုအမတ်ကြီးခမရရှင်မင်းကြီးကိုတန်တော်ဦးတင်စားပါအောင်ဗျာဇန်နေကလာတဲ့အမျိုးဘုန်းကြီးတွေကိုတော့ဇန်နေကိုတော့ရှ िख ိုးဖို့မသိပါဘူးဇန်မြင့်မင်းရှ िख ိုးပါကဲပရိသတ်ရေဇန်နေသူစေသာဘဝကလာတဲ့ယဟန်ရော၁၀၀ဆယ်ခုနှစ်တည်းရှော့ပြီးတော့ဆောင်းလို့ရရင်ဇ မြင့်သတိသာရှင်မြင့်သာလာပြီးသာသနာပေါင်းဝင်တော့ရော၄၂၈တွင်ပို့ပြီးတော့ဆောင်းတာရှိရဲ့ဘုရားသာသနာမှာဒါတွေမရှိဘူးပြိတ္တရေထင်းစင်ဝါလိုက်အယုတိပြီးတဲ့ကြီးလာတဲ့ဝါကိုပဲတန်ဖိုးထားကြတာဟုတ်လားစာတော်မှာပြိတ္တရေဒီလောက်ကြီးတာရှိကဒီလိုမရဘူးဦးဇင်းတို့ဒေါက်တာဘွဲ့ဗဏ္ဍဘွဲ့ရရဦးဇင်း၂၃နဲ့၂၄ဝါ၂၄ဝါရပြီစေဦးဇင်း၂၅ဝါတွေ့တဲ့ပုံပေါ်နဲ့တွေ့ဦးတိုက်ရမှာဒါဘုရားထားခဲ့တဲ့အချိန်အာဒီကော၂၅ဝါငါတဲ့ ကံဝါသာကြည့်တယ်ငါတော့စမတက်ဘူးငါလို့လည်းဘွဲမရတာဘူးအာရှိခိုးလို့မဖြစ်ဘူးဆိုတော့တော့ရပါမယ်မရပါဘူးဘုရားဘုရားသာသနာမှာကပြိဿယေဘွဲဓုဂုံဓုဆိုတာကျင့်သုံးတာတဲ့အကျင့်သီလတွေတဝါတဝါတဝါကြီးသွားတာတရက်တရက်ကြီးသွားတာကိုပဲတန်ဖိုးထားတာဟုတ်လားအဲ့တော့ပြိဿယေဒီမှာဒီဓမ္မတော့ကမင်းရဲ့အမတ်ကြီးတွေကအဲ့ဒီလိုပြောတာတော့စောစောပြောရင်းဆိုပဲရှိတယ်အမတ်ကြီးကနေပြီးတော့မင်းကြီးကိုရှောင်ထားတယ်မင်းကြီး တော်တော်များများမကြီးရတော့ပြောကုန်ကြပြီမင်းကြီးဟာဇက်မြင့်ဘုန်းကြီးတွေနိုင်စီခိုးတာတော့တော်ပါသေးရဲ့ ဇန်တိဘုန်းကြီးရဲ့လာရင်တော့ရှိမခုပါနဲ့လို့ပြောပုံပြီးဇန်တိတွေဟာကျွန်တော်မျိုးတို့နဲ့အမြဲတမ်းနေနေပါရဲ့ခင်ဗျာဘာဖြစ်လို့သူတို့လာတဲ့အခါမင်းကြီးကရှိခွင့်ရမှလဲဆိုပြီးတော့ပြောပုံညပြီးခေပရိသတ်ရေယဟန်တော်မှာကိုမကျင်နိုင်ဇန်တိဇန်တိခွဲမလာဘူးခွဲလာပါဗျာယဟန်တော်မှာသူမကျင်တဲ့ဘုဆိုရင်အမျိုးမျိုးသတ်မှတ်ခြင်းမခံရဘူးခေပရိသတ်ပါလာမှာပါလာ ို့ကြီးညိုတယ်ဆိုတာတန်ခါကုံအာယုံပြုတ်လိုက်ဖို့အရေးမကြီးဘူးလားကြီးပါပါဘုရားဟောဒီတန်ခါမှာသင်္ကန်းဆိုတာရှင်တော်မြတ်ဘုရားပေးထားတဲ့အဘုသင်္ကန်းရှိနေတယ်ဟောဒီတန်ခါမှာကာယကဝစီကမနောကနေဘလောက်ပင်ပင်ယုံရင်ကြံတတ်ပါစေ129သွယ်သိက္ခာပုဒ်တွေကိုဒီတန်ခါတော်ဆင်မြန်းထားတယ်ပြိတ္တယေတန်ခါကိုကြည့်တဲ့အခါအမူအရာလေးပဲမကြည့်ပါနဲ့ သူ့ရဲ့ဆောင်းထားတဲ့အကျင့်သီလတွေအာယုံပြုဖို့လိုပါတယ်။သူ့ဟောထားတဲ့အဝတ်သင်္ကန်းကိုအာယုံပြုဖို့လိုပါတယ်။သူ့ရဲ့အသွေးအမြင်ကိုအာယုံပြုလိုက်မယ်ဆိုရင်သံဃာကုန်ပြီပေါ်လာပါလိမ့်မယ်။ မပေါ်ဘူးလားအဲ့လိုမပေါ်တဲ့ပြိဿရဲ့ဒီသင်္ကာကဒုက္ခဘာလို့ပြီးတာသူလည်းအာနာဇံကောင်းနေဒီလိုလုံးလို့တော့မဖြစ်ဘူးဆိုတာမျိုးဟုတ်လားအာဒီသင်္ကာကတော့ဒုနဲ့ပြိဿနဲ့မသိနဲ့သူတော့အဲ့ထဲမထင်းနဲ့ကွာဒါမျိုးကလုံးလို့ရပါမလားမရပါဘူးဘုရားဟုတ်တန်ခါကိုခွဲခြားလာပြီဆိုတဲ့ကကိုယ့်ရဲ့တရားတရားမှန်နေလားမှန်နေပါဘူးညီမလို့ပြောရင်ကိုယ့်ရဲ့ယုံကြည်မှုဟာတကယ်ယုံကြည်မှုဟုတ်ရဲ့မဟုတ်ပါဘူးဟုတ်ဘူးဒီတော့ဒီဓမ္မသောကမေဘယ်လို ူလုံးလိုက်လဲဆိုအေးအေးအဲ့ဒီအမကြီးကြီးခေါ်လာခဲ့ပါကဲကြောက်လဲရောက်တော့ရောက်မင်းသားလည်းပဲစီယူတွေမြန်မြန်ရှာလာခဲ့အသားကန့်နေတဲ့စီယူတွေမနေ့ကဈေးနဲ့ရောင်းလို့ရအောင်ဟုတ်လားဆေးစုပ်ပြုတ်စားကြီးတဲ့လူတွေဝယ်နေတယ်ဟာမင်းကနွားယိုးတွေယူလာခဲ့နွားအသားတွေကန့်နေတဲ့အယိုးတွေနွားယိုးတွေဝယ်လာခဲ့ကဲမင်းကတော့တင်းကျိုင်းကုန်းသွားလူယိုးတွေလူအသားတွေကန့်နေတဲ့လူယိုးတွေယူလာခဲ့ဆိုပြီးတော့အမကြီးတွေကိုနွားယိုးတွေခွေးယိုးတွေစီယိုးတွေဟာလားနွားယိုးတွေအမဲယိုးတွေလူယိုးတွေယူခိုင်းလိုက်တယ် ရောက်လာပြီသဲဆိုရင်အမတ်ကြီးတွေကိုခဲအဲ့ဒီအယိုးတွေကိုတတ်တော့တတ်တာဈေးလေးနဲ့မြန်မာနိုင်ငံသွားပြီးတော့ဘောရောင်းစံကွာဆိုပြောင်းခိုင်းတာအာဇီလေးနဲ့တသောတသာဇီလေးနဲ့သွားရောက်ခင်ဗျားတို့ဟောဒီမှာလူယိုးတယ်ရှိတယ်ဆေးယိုးတယ်ရှိတယ်အမဲယိုးတယ်ရှိတယ်အသားတွေကလည်းအများကြီးကတ်နေတယ်ဈေးကလည်းတသောတသာတဲ့ဘယ်အယိုးဝယ်ဘယ်အယိုးဝယ်ဟမ် စေယုံဒီဘက်ကမေယုံမေယုံမမွေဘူးယုံမကြိုက်ဘူးအဲ့တော့ပြည်သားစဉ်းစားအဲ့မှာတကားတဲ့အမတ်ကြီးကိုသွားရောက်ခိုင်းလိုက်တာဟောစေယုံနဲ့နွားယုံရောက်တဲ့အမတ်ကြီးကြီးကတော်တော်လေးကြာရောသန်းလေးထားပြီးပြန်လာတယ်ဟာဘယ်မှာလို့မေးဟာကုန်ခဲ့ပြီမင်းကြီးကျွန်တော်မျိုးယုံနေဈေးဘောဘောနဲ့ရောက်လိုက်တာအလူရက်ကိုဝယ်ကြတာပဲဟော တော်တော်လေးကြာရလူရိုးရောင်းတဲ့ပုံပေါ်ကြတော့လူရိုးတွေဗန်းကြီးတွေခံပြီးတော့ခေါင်းပေါ်ရွက်ပြီးပြန်လာဟာအဲ့ကမင်းရိုးတွေဘယ်တော့ပုံရောင်းရလဲဘာလာပါမင်းကြီးဗျာဗာရိုးလဲပြီးဟာလူအသားနုနုထွတ်ထွတ်လေးကတ်နေတဲ့လူရိုးလေးပါဗျာအမလေးစကြသိန်းသားပြန်ပြေးသွားကြတော့ဘယ်သူမှတော့လက်မကြည့်ပါဘူးမင်းကြီးဘယ်သူမှမဝင်ကြပါဘူးဆိုတော့အော်အေး လူရောကြတော့ဝယ်မဲ့လူဘယ်မှမရှိဘူးနော်မလာပါမရှိဘူးအေးကွာမဝယ်ရင်လည်းနောက်တစ်ခေါက်ပြန်သွားစီးတဲ့သွားတိုင်းကြိုက်တဲ့လူအချင်းမေးလာယူပါကြိုက်တဲ့လောက်ယူပါလူအသားတွေကတ်နေတဲ့လူရိုးတွေဝေးနေပါတယ်အလကားယူပါလို့မင်းသွားပြီးတော့ပြုတ်ကွာကထွက်ရပြန်ပြိတ္တရေအလကားပေးမယ်ဒုပြိတ္တရေယူမလားယူပါပါပင်ရှိသေးတာပို့မယ်လေယူပါပါ ခဲ့ပြိနိုင်ဘသူမှမယူတဲ့အခါကျတော့တခါပြန်ထမ်းပြန်မာနပါရှင်မင်းကြီးအလကားပေးလေဘသူမှမယူပါဘူးခင်ဗျာဆိုတော့မှစောစောတုန်းကဇန်နိဇန်ပြင်းခွဲပြီးတော့တန်ဃာကိုတန်ဖို့ဖြတ်နေတဲ့ဘူကြီးမတ်ရတယ်ကိုပြောတယ်ကဲမင်းတို့မြင်တဲ့အတိုင်းပဲ ငါတို့ကသာ32ခုထာတာနဲ့ဖွဲ့စည်းတာနဲ့ဒီခန္ဓာကိုယ်ကြီးကိုငါကယာတုကြီးနဲ့ငါတို့ကရှင်မင်းမျိုးငါတို့ကဘူးကြီးမယားမျိုးငါတို့ကဇက်မြင့်မျိုးနဲ့အမျိုးတွေတတ်မှတ်ပြီးတော့တန်ဖိုးတွေလျှောက်တတ်မှတ်နေတာမင်းတို့တည်သွားရင်မင်းတို့အယိုးပဲဖြစ်ဖြစ်ဇက်နေအယိုးပဲဖြစ်ဖြစ်လူယိုးလူသားဘယ်သူမှဝယ်စားမဲ့လူမရှိပါဘူးကွာ ကြည့်တယ်ကြည့်ပါဗျာမသေးခင်လေးသာကြမ်းမှန်ပြီးတော့မန်နေတက်နေတာတကယ်တမ်းကျတော့သေသွားရင်ပြိတ္တရင်ရှင်မင်းရဲ့အသာရောင်းလို့ရပါဗျာမရပါဘူးဗျာအလကားပြည့်ရောမရပါဘူးဗျာအရှင်မင်းသားရဲ့အသာရောမရပါဘူးဗျာအလကားပြည့်ရောမရပါဘူးဗျာတတိယဇေယအသာရောမရပါဘူးဗျာအရာလကားပြည့်ရောမရပါဘူးဗျာကိုရီးယားမင်းသားမင်းသမီးအသာရောမရပါဘူးဗျာတကယ်တကယ်ပါတွေးလေးအသားရောဟုတ်ပါဗျာ ကဲယူမဲ့လူရှိလားရှိပါဘူးဘယ်သူမှယူမဲ့လူမရှိပါဘူးအဲ့ဒီမှာမင်းကြီးရတယ်အေးတည်သွားရင်ဘယ်သူမှမသုံးတဲ့ဒီခန္ဓာကိုမတည်ခင်အချိန်လေးမှာတို့နဲ့ဘယ်လိုမှတိုက်တာမရတဲ့အကျင့်တည်သားတွေကျင့်နေတယ်တို့နဲ့ဘယ်လိုမှတိုက်တာတို့မရတဲ့အဝတ်သင်္ကန်းကိုဝတ်နေတယ်တို့နဲ့ဘယ်လိုမှနိုင်ရှင်လို့မရတဲ့အသွင်ပြေအေးချမ်းမှုကိုဆောင်ထားတဲ့ဒီသံဃာကိုတို့ရဲ့အသက်ရှင်နေတဲ့ဒီ32ခေါဋ္ဌာသခန္ဓာကိုယ်နဲ့ဥတ်တိုက်ရတာဘလောက်တန်ဖိုးရှိတယ်လဲကွာ တန်ငါဆိုတာလောကကိုအလင်းရောင်ပေးနေတဲ့ပုံကိုယ်တွေပါမင်းတို့မပြစ်ပါပါနဲ့ဘသူကပြောတာသုံးရတဲ့ပြစ်မှာဘသူတွေပြစ်မှာ ဟမ်ပြင်ပါတယ်အမကြီးတွေမပြင်ပါဘူးလားပြင်ပါပါဒီသမသောကမင်းအမကြီးဟုတ်လားခုပြင်ပါနေတာမဟုတ်လားပြင်ပါပါခိုးဖြစ်အင်ကောင်းတွေကအမျိုးသမီးပေါင်ပေါင်ကမထနိုင်တဲ့လူကဘုန်းကြီးသွားပြီးတောင်းပြောမြောက်ပြောနေရှောက်ပြောနေဟုတ်လား အဲ့တော့ပြိဿရေကိုယ့်ရဲ့အကျင့်နဲ့တနေ့ကော24နာရီလေးပဲကြည့်လိုက်24နာရီငါဘယ်နှမှာနေလဲဘုန်းကြီးကဘယ်နှမှာနေလဲ24နာရီငါဘာလုပ်နေလဲဘုန်းကြီးဘာလုပ်နေလဲဒီလောက်လေးပဲတိုင်းတာကြည့်ပါဦးပြိဿရေကိုယ်ကဘယ်နှမှာနေလဲ9နာရီခွဲ10နာရီတော့မှတတလိရဲ့မိမိနိရဲ့မိကြီးရဲ့နဲ့ချွဲလို့ကောင်းလို့ရှိနေတယ်ဟောမှာဘာမှမရှိတဲ့ဘုန်းကြီးတော်ပြီးတော့ဘလိုလေးဘဝလေးနဲ့ရှောက်ပြောနေပြိဿရေဒီမူကြီးမရတဲ့သေရင်ပဲရအောင် ဲမူကြီးမယားတိတိသမာသောကမင်းရဲ့မူကြီးမယားလေဟမ်အဲ့တော့တိတိသမာသောကမင်းရဲ့မူကြီးမယားလေကဲတန်ခါစစ်စစ်ကြီးကြီးငဲနေတဲ့ခဏတဲ့သိလာဖို့ဆင်မြန်းပြီးတော့သင်္ကန်းကိုပတ်ရှင်မင်းတော်ဥချနေတာကြီးကိုအဲ့ဒါကိုတောင်းပြောမြောက်ပြောနေပြိဋ္ဌာန်ကြီးရှောက်ပြောနေတာဟုတ်လားဒါကြောင့်ပြိဋ္ဌာန်ကြီးတန်ခါကိုခုံကိုအာယုံပြုတ်လိုက်တရားစစ်မပေါ်ဘူးလားပေါ်ပါရဲ့ခုံကို ယုံမပြုတ်လိုက်တဲ့အခါကျတော့ပုထုဇဉ်တွေကတန်ခါဆိုဒုပရိသတ်ပြောသလိုလက်လုံးလုံးခြေလုံးလုံးလက်မြောင်းမြောင်းခြေမြောင်းမြောင်းကိုတော်ရောမတွေ့နိုင်ဘူးလားမတွေ့နိုင်ပါဘူးအဆက်ငင်းငင်းမနေနဲ့ကိုတော်ရောမတွေ့နိုင်ဘူးလားမတွေ့နိုင်ပါဘူးအေးလေဒါသူကငင်းငင်းငင်းမငင်းငင်းနေလေတန်ခါကတန်ခါပဲ ဒါကြောင့်ဒုပရိသတ်တကယ်ယုံရဲ့လားဆိုတာအဲ့ဒီလိုလောကဓာတ်နဲ့တွေ့လာတဲ့အခါကျမှကုသလာတရားကိုကိုစစ်လို့ရတာဒါကြောင့်အကောင်းလောကဓာတ်နေနဲ့ကို့ဘဝထဲမှာတန်ခါနဲ့ဘလောက်ပင်တွေ့ပါစေအဆိုးလောကဓာတ်နေနဲ့ကို့ဘဝထဲမှာတန်ခါနဲ့ဘလောက်ပင်တွေ့ပါစေကောင်းရင်ကောင်းပဲဆိုရင်ဆိုပဲကောင်းခြင်းသလောက်ကောင်းဆိုခြင်းသလောက်ဆိုမိမိယုံကြည်တဲ့ဘုရားတရားတန်ခါရဏပြသုံးပါနဲ့ကံကံရဲ့အကျိုးအပေါ်မှာတကယ် ုံကြည်ထားတဲ့တရားတရားလေးကတော့ခိုင်မြဲဖို့လိုပါတယ် တယသံဃာနဲ့ပတ်သက်ရင်ရောငါတကယ်ယုံမိလားတဲ့ဘုရားဘာသာဝင်ဖြစ်ကြတဲ့လူတိုင်းလူတိုင်းကိုယ့်ကိုယ်ကိုမေးဖို့မကောင်းဘူးလားကောင်းပါပါကောင်းတယ်ဒီတော့သံဃာနဲ့ပတ်သက်တဲ့အကုသိုလ်ဆိုတာနဲ့အလွန်နီးပါတယ်သံဃာနဲ့ပတ်သက်လို့ရလိုက်တဲ့ကုသိုလ်ဆိုတာလည်းပဲကုသိုလ်တော်တော်များများခါသံဃာရှိမှပဲဖြစ်တာပါဟုတ်လားဘုရားဘတ်တော်တရှိတရားဘတ်တော်အ မြတ်ပြည်တန်ခါဖတ်တော့အခက်ဝေဟုတ်လားပြိဋ္ဌာန်ဘုရားဖတ်တော့အသက်ရှင်တယ်ဘုရားနဲ့နေပြိဋ္ဌာန်ရံဖြစ်စရာလိုသလားဟုတ်ပါဘူးဘုအားတဲ့အိဒိပိသဘဂဝါဒသမသမ္ဗုဒ္ဓဝိသသနာတမ္ပန်တော်ရွတ်လိုက်ဘုရားပန်းလေးဆောင်းနေပြန်တက်လိုက်ဘုရားဟဲ့ဆုံးအောင်ယူမြုံဟုတ်လားအိဒိပိသဘဂဝါဒသမသမ္ဗုဒ္ဓဝိသသနာတမ္ပန်တော်ဩဒီအသီးလေးဘုရားစိတ်တော်တက်နေပြီဟဲ့ကလေးလေးလာပါရဲ့ဆုံးလိုက်ဆုံးနေဘူးနောက်တစ်ခေါက်ပြန်ဘုရားဟာမဆုံးသေးဘူးနေမကျေရှိပြီပြောသလားဟုတ်ပါဘူးအိဒိပိသဘဂဝါဒသ တမသမုံတော်ပြီးတဲ့ဟဲ့တေဒီမုံလာဩငါပဲကြရမှာပဲထားတော့ဘုရားဗျာမြုံဟုတ်လားဘုရားဘလုံးပဲသူ့ချက်တယ်လို့ဆက်တာဘာမှမပြောတဲ့အခါကျတော့ဘုရားဖတ်တာအသက်အစီဆုံးပဲပြိတိုင်းဘာဖြစ်လို့လဲကိုတယောက်တည်းပဲနေရတာဟုတ်အဲ့တော့အာဂုရကြီးနဲ့ရှင်ဘုရားဟင်းကေပါဘုရားကေပါဘုရားပဲပြောချက်တယ်လို့ပြောကင်နဲ့ကင်ပဲမကင်နဲ့မကင်ဘုရားဗျာမြုံမြုံဟုတ်လား ဲ့တော့ဘုရားဘက်တော့အသက်ရှင်တရားဘက်တော့တရားလည်းတကယ်ဖတ်ရင်မျက်မပြေဘူးလားပြီးတာဘောပရိသတ်ကြီးဘုန်းကြီးတွေခေါ်တဲ့နေရာတွေဒီကြနာတော့လောဘတက်တာကြောင့်ဒေါသတက်တာကြောင့်မောဟမာနတက်တာကြောင့်တောကပြေကြောင်းနေဒုက္ခငြိမ်းကြောင်းနေမပါဘူးလားအဲ့ဒါကြီးလက်တွေ့ကျင်ဆုံးမပြေဘူးလားပြီးတာဘောတန်ခါဘက်တော့အခက်ဝင်အမရိအခက်ကပရိသတ်ကြီးအခက်အလက်ကိုပြောတာနော်ခက်ခက်ခဲခဲပြောတာမဟုတ်လား အဲ့တော့ပြိဿယတန်ခါနဲ့ပတ်သက်လာရင်တန်ခါနဲ့ယင်းဒီရဲ့ပုံကုန်နဲ့တန်ခါနဲ့ယင်းဒီွေမရတဲ့ပုံကုန်တော်ဌာနပြုရတာတူရတယ်ပြုပါဘူးဟောမိမိမယဟန်လေးတော်ယင်းဒီဒီနဲ့ပြည့်စည်လေးပါတန်ခါပြည့်ခံယူထားမယ်ဆိုရင်ဟောဒီတန်ခါတစ်ပါးရှိနေတာကိုကမိသားစုတယောက်တို့တူနေတဲ့အခါပန်းဒီလေးတွေဈေးပေါ်နေဟင်း ။အဲအကြောင်းလည်းပို့ပါဦး။ဘုန်းကြီးတွေလည်းစားခြင်းမှာဘောသတိမရဘူးလား။ဟုတ်။ဩဒါနအခက်လေးဝေမသွားဘူးလား။ဝေပါပါဗျာ။အေးစိတ်ဓာတ်တွေလည်းဒီနေ့ညင်းွေးပါတယ်။ဥပုသ်ဆောင်ရင်လိုက်တာ။ဘယ်ကြောင်းသွားရမလဲ။ကောင်းမလဲ။စဉ်းစားစရာလိုသလား။ဘုကုဘုန်းကြီးရှိတာပဲ။ကိုဘုန်းကြီးကြောင်းသွားပြီ။အင်းချမ်းနေလိုက်မယ်မဖြစ်ဘူးလား။ဖြစ်ပါတယ်။မလီဒီဒီဇင်ဘာတော့တရားအထုတ်ခြင်းလိုက်တာ။ဘယ်သွားကောင်းမလဲ။စဉ်းစားစရာလိုသလား။ဘုန်းငါတို့ဘုန်းကြီးကြီးသွားပြီးငါတို့ကြောင်းအထုတ်မှာပေါ့မရဘူးလား။တန်ခါနဲ့ယင်းနီးလို့တကယ်တာခိုင်မာတဲ့ ဲ့တရားတရားရှိဒါနသီလဘာဝနာအခက်လက်တွေဝေမနေဘူးလားဝေနေတယ်နောက်ဆုံးပြိတ္တရေမအားလို့မသွားပြစ်တာမျိုးလို့ဟုတ်လားမသွားခြင်းတော့မသွားခြင်းတော့ကြာနိုင်တော့ဟဲ့ကျောင်းပညာနဲ့လက်ဝင်နေဦးတော့အကျူကျောင်းလေးပြတဲ့ဘုရားဘုန်းကြီးကမလာလို့စိတ်ဆိုးနေလိမ့်မယ်ဟုတ်လားစိတ်ဆိုးမှကြောက်လို့တော့မအနေဆုံးတော့မသွားဘူးလားသွားတာပဲဒီတော့တန်ခါနဲ့ပတ်သက်လာရင်ကုသိုလ်ယူတတ်ရင်ရစရာတွေမပေါ်ဘူးလားရစရာတွေပေါ်တယ်ဒါကြောင့်ပြိတ္တရေတာ ကိုကြည်ညိုတဲ့အခါမှာဂုံတွေပကသနတွေတရက်တွေမခွဲပါနဲ့တန်ခါကိုတန်ခါလိုအာယုပြုတ်လိုက်ရင်တကယ်ယုံတဲ့သရဖြစ်မသွားဘူးလားဖြစ်ပါပါဘူးအေးအဲ့လိုမဟုတ်ဘဲနဲ့ဟာဒီတန်ခါတွေကဘယ်အဆင့်ပဲရှိတာဒီလိုအဆင့်မျိုးရှိတဲ့ကိုယ်တော်တွေကိုဘယ်လိုလုပ်ပလိုက်မယ်လဲဘာမပြောနဲ့ပြိတ္တရင်စောစောပြောဆိုပဲတန်ခါဟာစာနဲ့တောင်မှဦးစင်းနဲ့ကိုတိတိတကဥဝန်သားနဲ့ဆိုဦးစင်းကကြီးတယ် ပရဏိယတော့၄စိတ်မှအတူတူမန္တလေးမှာသွားကြတာ။ဟောသူကြည့်ရင်သူလည်းဟုတ်ကြည့်ရမှာပဲ။ဟုတ်လား။သူကဒီပိဋကကျောက်ကတောင်တာပဲ။သို့တော်ပရိသတ်ဒီပိဋကအများကြီးတာတာပဲ။ဟုတ်လား။အာငါဒီပိဋကဖွင့်ရတာမင်းသမားကိုဒေါက်တာဖြစ်လို့ဘာဖြစ်ဖြစ်မဖြစ်ဘူးကွာ။အာယုသိမပေးဘူးနေလို့ရပါမလား။မရဘူး။မရဘူး။ဘာဖြစ်လို့လဲ။တန်ခါကိုမြတ်စွာဘုရားသတ်မှတ်ထားတာ။သူကျင့်သုံးတာနဲ့သိက္ခာနဲ့သတ်မှတ်ထားတာ။ဟုတ်လား။ပညာတတ်တာမတတ်တာယာဓုရှိတာမရှိတာတန်ခါနဲ့မဆိုင်ဘူး။တန်ခါဟာတန်ခါပဲ။ ဟုတ်လားအဲကြောင့်ဒုပရိသပြောကျင်တာကသံဃာကိုငါတကယ်ယုံပြီလားဆိုတော့မိကောကြတော့ဒုပရိသရေရေမိနိုင်ရင်လားမိနိုင်တယ်နော်ပြောမယ်ဟုတ်လားပြောမယ်ဆိုတာတော့ရည်စရာလေးပါဟုတ်လားကျွန်တော်ရောင်းမြမှာနေတဲ့အခါကျတော့ ဆရာတော်ကြီးကလည်းအဆုံးမသိကောင်းတယ်အခုဒီဆရာတော်ကြီးကရှိတယ်ဟုတ်လားအဲ့ဒီမှာဗျာဘုရားပြောလို့သံဃာမှာလည်းအမူအရာလေးတွေရှိတတ်တာပြောတာပါဥိစိတ်တဆိုတဲ့ယဟန်တဝါရတဲ့ပုံလေးသူကယဟန်တဝါပဲရနေတယ်သူလည်းပဲဘလို့မှမနေနိုင်တော့ဘူးဒီမှာလေကိုယ်တော်လေးရတခါတည်းဆုံးကကြွတဲ့အရာကောင်းမလေးကိုကြိုင်လုံးဘက်ကကြိုက်တော့ဆွေးကွက်တယ်ထည့်ပြီးတော့စာသွားပြီး ဲဘုန်းကြီးသာပေးတဲ့ဆိုမှတော့ပြိတ္တိုင်ပေးရမှာမပေးရဘူး။ဘလောက်ကြိုက်ကြအောင်ထားမယ်ဟုတ်လား။အဲ့တော့ပြိတ္တိုင်စာသွားပေးတဲ့အခါကျတော့ဟိုကလေးမှစာလေးယူယူပြီးတော့လည်းဆုံးအောင်လည်းဖတ်တယ်။ဖတ်ပြီးကမှတခါတည်းသူ့အမေတို့တော့အမေအိမ်မှာကြွတဲ့ဦးစိတ်သာစာပေးထားခဲ့တာဆိုပြီးတော့မှငိုတဲ့အခါကျတော့အမေကစိတ်ဆိုးပြီဟမ်။အမလီဒီဘုန်းကြီးရက်စက်လိုက်တာကြည်လားအိမ်မှာကြွားသူများကစားပြီးတော့မြန်ငါသမီးစားပြီးသေးတယ်ဟုတ်လားကဲပြိတ္တိဘယ်သူကစားလဲ ခေါင်းကြီးဆိုတော့ဒုညအစားပြီးသားဆိုတော့ဟုတ်တော့ဟုတ်တာဗောပြိတ္တကြီးဟုတ်ပြီမပြိတ္တကောင်းရင်အဲ့တော့ပြိတ္တသူကအိမ်မနဲ့မကျင်တဲ့ကောင်ဗျာဒေါသနဲ့တခါလဲစာရုပ်ကြီးကင်လာပြီးတော့ကျောင်းထဲဝင်ကျောင်းထဲအိမ်ထဲနဲ့သိမ့်မွေးဘူးအောင်မလေးဘယ်မလဲဝိစိတဘယ်မလဲဝိစိတအေးစောကားလိုက်လားကိုဟာကိုဒီမှာကိုအိမ်မှာကိုလီသာတော့မကိုသမီးစာပေးခံတယ်သူများစားပြီးတော့ငင်းငင်းမနေဘူးသူများစားပြီးငင်းငင်းမနေတော့ထက်တယ်တော့ဘေးကဘုန်းကြီးရောပြိတ္တကဘသူကစား ။အဲ့ဒါဟာခမင်းစောခလိုက်တာဘာဖုန်းကြီးလိုက်ဘာရှောက်ပြောနေဘေးကကိုတော်ရရတယ်။ဘာလို့မပြောမလဲဘာလို့သူများသမီးစားပြီးနေ။အမလေးသူများစားပြီးငင်းငင်းလေးလို့လာပြန်ပြီသူများလာတာ။ထက်ထက်လာတဲ့အခါကျတော့မလေးသူ့မစီကန်ကြီးကကြောက်စရာမကောင်းဘူး။အဲ့ဦးပြောက်သွားတယ်သူကဝိစိတဝိစိတဖြစ်သွားပြီ။ကဲပရိသတ်ကြီးကိုသမီးစားလေးပဲပြေးလိုက်တာနဲ့တန်ခါယရဏပြောက်မသွားဘူး။အဲဒါကြောင့်အဲ့တော့ပရိသတ်ကြီးကျွန်တော်ဘုန်းကြီးရဲ့အောက်ကဦးစင်းလေးကိုလည်းခင်ဗျားများလို့ခင်ဗျားဝိစိတဝိစိတပြောနေခင်ဗျားဘာသူများစားလဲဘုန်းကြီးကျန်တဲ့ဘုန်းကြီးဘာရှောက်ပြောနေဒေါသကြီးထွက်နေတဲ့အချိန် ဆရာတော်ကြောင့်ဟေးငါစီလာငါစီလာတော့လာနေလောက်လာမလာမဆရာတော်စီလာမအမလေးဆရာတော်ဟေးဆရာတော်တပည့်ဝိစိတသူများစားပြီးတော့မရှက်မချောက်တော့သူများစားပြီးတော့ဆိုတာမစုံနိုင်တဲ့အခါကျတော့ဆရာတော်ဘုသူ့အစားတော့ တော့လေဟောသူများအစားလာတော့စားတော့ဘောလမ်းသားမှာညင်ညင်နေတော့မပြောတော့မငါရှောင်းသားမှာဟုတ်လားအဲ့တော့ပြင်းတဲ့ကြီးကျွန်တော်ဘုန်းကြီးကလည်းသူများအစားတာစားတာပဲသူများအစားတယ်ပြောရင်ညင်တယ်ဘူးပြင်းတဲ့ကြီးအဲ့တော့စဉ်းစားကြည့်တယ်အေးသူများများများစားတဲ့လူကြီးကများများစီဆိုးတတ်တာပဲလို့ပြောရင်မခံနိုင်ဘူးဟုတ်လား အဲ့တော့ပြည်သက်သူများအများများစားတာတော့ကျင့်တတ်ပါမလားမကျင့်တတ်ဘူးအဲ့တော့သူများစားတယ်ပြောတော့မကျင့်တတ်တဲ့ခွန်ကြီးကစားအောင်ဘာဖြစ်တာလဲငါ့အိုးရှောင်းစားမှာရှောင်းမယ်ရှောင်းမယ်ဆိုတော့ပြောပြန်ရှောင်းရင်ငင်းငင်းမရှောင်းဘူးတော့ဒီမှာဘုရားကြည်ပါအရှင်ဘုရားတပည့်ဝိစိတာဥမပါတော့ဘူးကဲပြည်သက်ရင်ဥထက်သွားတော့ဘာဖြစ်မောင်စားပြီးတာအဘက်နဲ့တွေ့ဘာမှမကြည့်သေးဘူးဟုတ်လားဒါဆိုတော့ကာယကံနဲ့ကြည့်မယ်ဆိုရင်တော့ဂျန်မလို့အပ်တဲ့အလို့ဆုံးရိုင်းတော့မရိုင်းဘူးလားရိုင်းပါလေရိုင်းတော့လည်းလက်ခံရတယ်ဆိုတော့တခါရင်သူသမီးထိလာပြီဆိုတဲ့အရှင်ဘုရား ာဆုံးမပြီးပါအခုဝိသိတ်တာကိုရိုက်ပြီးတော့ကျောင်းကနေမနေ့ကတင်ထုတ်ပြီးပါတပြီးတော့မထုတ်ပြီးမကျင့်တတ်ဘူးခင်ဗျာဟောသူကပြိဿကြီးဆရာတော်ကိုရိုက်လဲရိုက်ပြီးပါတဲ့ကျောင်းကနေလည်းထုတ်ပြီးပါဆိုတော့သူကပြိဿကြီးဘောင်းမလွန်လာဘူးလားตัวตุ้ยไก่ขาบ่ลนจุลาจุลาเว้ยเสียรอตุ้ยนี้ตั่วเนี่ยตุ้ยส่งมามาบ่เสียรอบ่ลุส่งมาไล่ป่ะพี่เปลี่ยนท้องไล่ป่ะถั่วไล่ป่ะเจ้ามามาท้ามาเนี่ยอเมนถามอยู่อ่ะลาเยดิ